ဒီယေရှုခရစ်တော်ဆိုတာဘာတူလဲယေရှုခရစ်တော်လို့ပြောလို့ရှိရင်လူများဆိုတာခရစ်ယာန်တွေရဲ့ဖခင်လို့ပြောကြတယ်အဲ့လိုပဲလဲတည်ထားကြတယ်ပေါ့နော်တကယ်တော့ယေရှုခရစ်တော်ဆိုတာခရစ်ယာန်တွေဖခင်မဟုတ်ဘူးလူသားတွေရဲ့အားလုံးရဲ့ဖခင်ဖြစ်ပြီးတော့လူသားတွေကိုတိတ်ချစ်တဲ့ဖခင်ဖြစ်တယ်ပြီးတော့လူသားတွေရဲ့အဖြစ်အတွက်လူသားတွေကိုခံတယ်တော့ဘာကတည်းကမှတည်ခံပြီးတော့၃ရက်မြောက်တော့နေမှာရှင်ပြန်ထမြောက်ခဲ့တဲ့ဖခင်ဖြစ်တယ် ဒါကိုကျွန်တော်တို့ကစိတ်လုံးထဲနေအကျွမ်းမဲ့ယုံကြည်ပြီးတော့နှုတ်ကနေဝန်ခံလို့ရှိရင်ကျွန်တော်တို့နောက်ဘဝမှာသာဝရအသက်ကိုရပြီးတော့ကောင်းတဲ့ဒုက္ခကိုရောက်မှာဖြစ်တယ်။အာဒီလိုပြောလို့ရှိရင်လည်းတချို့ကပြောကြတယ်အလွေလန်းလိုက်တယ်လို့နှပြင်းလို့ပြောကြတယ်။ဒါကြတော့ကျွန်တော်အလွေလန်းလိုက်တာမဟုတ်ဖြက်လန်းလိုက်တာမဟုတ်ဒီတလန်းကပဲကျွန်တော်တို့အတွက်နောက်ဘဝမှာကောင်းတဲ့ဒုက္ခရောက်ဖို့ကျွန်တော်အပြစ်တွေတည်းကနေလွတ်မြောက်နိုင်ဖို့ဆိုတာတဏီဒီတဏီပဲရှိတယ်ဗောနော်ဒီမီလန်တလန်းပဲရှိတယ်။ ပါရာတရားကိုလိုက်စားပြီးတော့ကျွန်တော်လှုပ်ဆောင်မယ်ဆိုရင်ပါရာတရားကိုလိုက်စားပြီးတော့လိုက်စားပြီးဆိုရင်ကျွန်တော်ကိုယ်တိုင်လှုပ်ရတော့မယ်ကျွန်တော်ကိုယ်တိုင်လှုပ်တဲ့အခါမှာကျွန်တော်ကအာကောင်းတဲ့အရာတွေကိုလှုပ်နိုင်တဲ့လူတွေမဟုတ်ပါဘူးလို့ဆိုကျွန်တော်ငငငကလေးကနေကျွန်တော် ကောင်းတာတွေလှုပ်ဖို့တင် जा ခဲ့ရတယ်ကျွန်တော်မိဘတွေကြောင်းမာတွေရောပါရာတရားတွေရောတင် जा ခဲ့ပေမယ့်ကျွန်တော်ဒီချိန်ထိကျွန်တော်အသက်ရှင်ခြင်းကိုစဉ်းစားလိုက်မယ်ဆိုရင်ကောင်းတာထက်မကောင်းတာတွေကပိုပြီးများတယ်ဒါကြောင့်မို့ကျွန်တော်တို့က ပါတာတယောက်လိုက်စားပြီးတော့နောက်ဘဝမှာကောင်းရာဒုက္ခရောက်ဖို့ကျွန်တော်တို့လောက်ရည်တည်နေကျွန်တော်တို့ကောင်းမှုကုသိုလ်ရင်းနေနောက်ဘဝမှာကောင်းရာဒုက္ခရောက်ဖို့ဆိုရင်မဖြစ်နိုင်အောင်ဘယ်လိုမှမဖြစ်နိုင်အောင်ဒါကြောင့်မို့ယေရှုခရစ်တော်ရဲ့အသီးခံပေးခြင်းယေရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းကိုယုံကြည်ခြင်းအပြင်နောက်ဘဝမှာကောင်းရာဒုက္ခရောက်နိုင်တယ်ဆိုရက်နီးလန်းဒီတနီးလန်းအပဲကျွန်တော်တို့အတွက်လွတ်မြောက်ရလမ်းဖြစ်တယ်ဒီနီးလန်းအပဲစစ်မှန်တဲ့ကျွန်တော်တို့ရဲ့လမ်းခီးဖြစ်တယ်ဆိုတော့သိရှိခြင်းနဲ့ ပြီးတော့ယေရှုခရစ်တော်ဆိုတာခမရောက်ပိတ်ချစ်ပြီးတော့ခမရောက်အထီးကျန်နေတဲ့အခါမှာခမရောက်အပင်ပန်းဒုက္ခရောက်နေတဲ့အခါမှာခမရောက်အဆင်မပြေနေတဲ့အခါမှာခမရောက်အဆင်မြေကူညီပေးခြင်းနဲ့ဘုရားသခင်ဖြစ်တဲ့သင်ရဲ့အနာမှာအမြဲတမ်းရှိတဲ့ဘုရားသခင်ဖြစ်တဲ့သူကလည်းအကျမ်းစာမှာဖော်ပြထားတယ်မဟုတ်နော်သူပြောခဲ့တဲ့အရာလေးရှိရင်ကကမာကုန်ကြီးတိုင်ကိုတင်တဲ့အတူရှိမယ်လို့သူကပြောခဲ့တယ်ဒီလိုပြောတဲ့အခါမှာတချို့လူကလည်းပြန်ပြောကြတယ်မင်းငါတို့အနာမှာအမြဲရှိရဲ့လို့ပြောမှာပမာလေပမာလေအဲ့ဘုရားသခင်အမြင်လည်းမမြင်ရဘူး ကြားလည်းမကြအောင်သူတဲ့အဲ့လိုပြောကြတယ်မမြင်ရနိုင်တော့မရှိဘူးလို့တော့ပြောလို့မရဘူးဗျဘာလို့လဲဆိုရင်ကျွန်တော်တို့ဒီကဘာမှာအသက်ရှင်နေတဲ့ခါမှာကျွန်တော်တို့လူသားတွေအတွက်အလိုအပ်ဆုံးဆိုတဲ့အောက်ဆီဂျင်ကိုလည်းကျွန်တော်မမြင်ရဘူးဒါပေမဲ့အောက်ဆီဂျင်ရှိတယ်ဆိုတာကိုကျွန်တော်တို့ဘယ်လိုသိနိုင်လဲဆိုတော့ကျွန်တော်တို့အသက်ယူခြင်းအပြင်ကျွန်တော်တို့သိနိုင်တယ်ကျွန်တော်အောက်ဆီဂျင်အောက်ဆီလေကိုပေါ့နော်ကျွန်တော်ယူသွင်းလိုက်တဲ့ခါမှာအောက်ဆီဂျင်ရှိတယ်ကျွန်တော်ယူသွင်းရမလို့ရှိတယ်ဆိုတော့ကျွန်တော်တို့သိနိုင်တယ်ဒါလိုပဲယေရှုခရစ်တော်ကခမည်းရဲ့ဘေးမှာရှိတယ် ်ခမရအတွက်အမြဲတမ်းကူညီခြင်းနဲ့ဖင်ရားသခင်ဖြစ်တဲ့ခမရရဲ့အပြစ်အတွက်လောကကတိုင်မှာအသေးခံပေးခဲ့တယ်အသွေးသွန်းပြီးတော့သုံးရမြောက်လုံးတွေမှာရှင်ပြန်ထမြောက်ခဲ့တယ်ဆိုတဲ့အရာကိုကျွန်တော်ဘယ်လိုသိနိုင်လဲဆိုရင်ကျွန်တော်မြည်းစမ်းခြင်းအပြစ်သိနိုင်တယ်ကျွန်တော်မြည်းစမ်းတဲ့အခါမှာသူဖင်ရားသခင်ကိုသူယေရှုခရစ်တော်ကိုခေါ်လိုက်တဲ့အခါမှာသူဖင်ရားသခင်ကထူးမဲ့ဖင်ရားသခင်ဖြစ်တယ်ငါ့ကိုခေါ်လို့ငါထူးမီဆိုတဲ့ စကားကိုလည်းသူအာမခံချက်ပေးခဲ့တယ်ဘုရားသခင်ဖြစ်တယ်ဒါကြောင့်မို့မမြင်အောင်ဆိုတိုင်းမရှိဘူးလို့တော့သူပြောလို့မရဘူးဒါကြောင့်မို့ကျွန်တော်တို့ထိုဘုရားသခင်ကိုမြည်ဆန်းကြည့်ပါကိုတိုင်းခေါ်ကြည့်ပါဒါဆိုရင်ခမရဲ့ဘေးမှာခမရအောင်ကူညီခြင်းနဲ့ဘုရားသခင်ခမရအောင်တိတ်ချင်တဲ့ဘုရားသခင်ကတင်ခေါ်တဲ့အရာကိုဒီမြည်ဆန်းရဲ့အရာကိုသူကထူပါလိမ့်မယ်ပြီးတော့သူရှိတဲ့အကြောင်းသူတင်တဲ့အတူအစဉ်မြဲရှိတဲ့အကြောင်းကိုတတိပြပါလိမ့်မယ်ကျွန်တော်နေရာဒီနေ့တို့နင်းငင်တည်ငောင်း ွေမြချင်တဲ့အများလောက်ဖြစ်ပါတယ်အားလုံးနားလည်နိုင်ကြပါစေလို့